AR တိုင်းသာဘာမြို့နယ်သဲဖြူရွာနောက်ဖက်မယဲချင်းရွာအနီးမှာတိုက်ပွဲတွေကျင်းထန်တဲ့အတွက်မက်ရှလာ၁၈ရက်နေ့ကစစ်ကောင်စီတပ်သား၅ယောက်ဟာရှစ်တဲမှထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။သာဘာမြို့ဖက်သို့ဥတီထွက်ပြေးသွားတဲ့အဆိုပါစစ်ကောင်စီတပ်သား၅ယောက်ဟာ ပသိမ်သာပေါင်းကာလန့်ပေါ်ရှိကျွတုံကွင်းရွာလမ်းစုံအရောက်မှာစစ်ကောင်စီတပ်ကပြန်လည်ဖမ်းမိခဲ့ပြီးနောက်မိတေးပြီးရှစ်တဲသို့ ပြန်ပုတ်ခဲ့တယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။တဲဖြူရွာနောက်ဘက်ကမရဲချင်းရွာဘက်မှာတိုက်ပွဲတွေဖြစ်တော့အလစ်စစ်သား၅ယောက်ကစစ်မတက်ချင်တော့လို့တေမာကြောက်ပြီးကိုလိုယုံထွက်ပြေးကြတာ။စစ်တုံကွင်းရလမ်းဆုံရောက်တော့အဲ့ဒီမှာရှိနေတဲ့တပ်ကတူတူကိုပြန်ဖမ်းမိသွားတယ်။တကယ်ဆိုစစ်ဥပဒေအရရှိတဲ့ငှက်ထွက်ပြေးတာအရေးယူခင်ရမှာ ဒါပေမဲ့စစ်တပ်မှလူမရှိတော့အဲ့ဒီ၅ရောက်ကိုထမိချေးပြီးခက်စစ်ပြင်ထားတဲ့ခမရ၅ရောက်ရှိတဲ့ကိုပြန်ပိုးလိုက်တယ်တို့တာဘာမျိုးရှိစစ်ကောင်စစ်တပ်နဲ့နီးစပ်သူတူကအေရရီတိုင်းကိုရောပါတဲ့လက်ရှိမှာတာဘာမျိုးနဲ့ရှိတာပေါင်းလေးရွာကမွန်ချင်းကုန်းနဲ့မယန်းချေးရွာရဲ့အနီးမှာစစ်ကောင်စစ်တပ်နဲ့အရခတ်တော်အေးမူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲတွေချစ်ပွားနေရတဲ့သူသိရပါတယ်